အမျိုးသမီးကနရွက်ကိုထိလိုက်တဲ့ဟန်ပန်ကရာဇဝတ်သားရဲ့အာယုံကိုဖမ်းဆားသွားတယ်ဒီလူဟာချက်ပြချမ်းနဲ့30လုံးချီရခံနေတဲ့ထိတ်တန်းရာဇဝတ်သားဖြစ်တယ်တန်တရားရှိသူကိုအနှဲငယ်လေးရွှေ့လိုက်တာကတော့သတိပေးနိုင်တာကြောင့်ချက်ပြကကင်မရာကိုမရွှေ့ဖို့စောင့်ကြည့်ရမှုကိုအမြန်အချက်ပြလိုက်တယ်လီဆာကရာဇဝတ်သားနောက်ကိုတက်လီကားတဲ့အထိလိုက်သွားတယ်ချက်ပြကသူ့မကိုအပေါ်ဆုံးထက်ခလုတ်ကိုနှိပ်ဖို့ညွှန်ကြားခဲ့တယ်အဲ့ဒီလိုလုပ်ရင်ရာဇဝတ်သားဘဲလွားမှာဆင်းသွားလဲဆိုတာသိနိုင်လိမ့်မယ် ဒါပေမဲ့တန်တရားရှိသူကလီစာရဲ့ဟန်ဆောင်ထားတာကိုကြိုသိနေခဲ့ပြီးသူမခလုံးနှိပ်လိုက်တဲ့အခါဓာတ်တစ်ချောင်းဆွဲထုတ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲဂျက်ကီဓာတ်လီကားနဲ့ဝင်လာတယ်။သူကလီစာရဲ့ကြားဖြတ်နားထောင်ဆက်ဖြစ်တဲ့နားဆွဲကိုလှုပ်ဝက်စွာဖြုတ်လိုက်ပြီးသူမရဲ့ဖုံးကွယ်မှုပေါ်သွားပြီဆိုတာအရေးအမြတ်ပြရင်စိတ်ဆိုးနေတဲ့ဖခင်လိုဟန်ဆောင်လိုက်တယ်။ဓာတ်လီကားကမပိတ်ခင်မှာအဲ့ဒီပစ္စည်းကိုလွှင့်ပစ်လိုက်တဲ့ဂျက်ကီကရာဇဝတ်သားကိုသူစိမ့်မဲ့အထက်ဖွင့်ထုတ်စေဖို့လှည့်စားဖို့ကြိုးစားခဲ့ပေမဲ့ အဲ့ဒီလူကသတိထားနေပြီးထုတ်မပြောခဲ့ဘူး။ဂျက်ကီကလှုပ်ဝက်စွာလီစာကိုတကယ်နားဆွဲတရံပေးလိုက်တယ်။နားဆွဲပြောက်နေတာကိုသတိထားပြီးတော့ရာဇဝတ်သားကတန်တရာဝင်လာတယ်။ဒါပေမဲ့ဂျက်ကီကနားဆွဲပြောက်ဆုံးတဲ့အတွက်လီစာကိုအ мян ဆူလိုက်ပြီးတကယ်နားဆွဲကိုဝစ်စင်ဖို့အခွင့်အရေးပေးလိုက်တယ်။ရာဇဝတ်သားကသူ့ကိုဖခင်သမီးဟန်ဆောင်တာကိုယုံကြည်လာပုံရတယ်။အဲ့ဒီနောက်ဂျက်ကီကဝတ်ထားတဲ့ကင်မရာပါတဲ့ပန်းသီးတစ်လုံးကိုထုတ်လိုက်တယ်။ရဲတွေကရာဇဝတ်သားရဲ့မျက်နှာကိုရိုက်ယူပြီးအချက်လက်စုဆောင်းမှုအခွင့်အရေးကိုယူလိုက်တယ်။အရေးမျက်နှာကကိုရပြီးကင်မရာနဲ့ဖမ်းမိပြီးဂျက်ကီကပန်းသီးကိုကိုက်လိုက်ပြီးကင်မရာ ကိုဖော်ထုတ်ကာ အဲ့ဒီအတိပုတ်နေတယ်လို့ဟန်ဆောင်ခဲ့တယ်ပြီးတော့သူကငွေကြေးအခက်ခဲကိုအရေးအမွတ်ပြောပြီးဈေးပေါ်တဲ့ပုတ်နေတဲ့ပန်းသီးတွေဝယ်တဲ့သူ့ရဲ့ဇလံကိုပို့ပြီးယုံကြည်လာအောင်လုပ်ခဲ့တယ်လုံးဝစိတ်မချသေးတဲ့ရာဇဝတ်သားကသူတို့ကိုအဝေးကနေစောင့်ကြည့်နေခဲ့တယ်ဂျက်ကီကလီစာကိုနောက်လည်းမကြည့်ဖို့တတိပေးခဲ့ပြီးသူတို့ဟန်ဆောင်မှုထိန်းထားဖို့တိုက်ခန်းတခန်းနဲ့ဝင်ဖို့လိုအပ်တယ်တော့ပေါက်ကိုပိတ်ဖို့ပို့ဆောင်ရေးဘူးကိုအသုံးပြုပြီးဂျက်ကီတော့ခတ်နေချိန်မှာလီစာကအဆောင်ဖြစ်ရက်နေခဲ့တယ်မကြခင်မှာပဲတကားပွင့်သွားတယ်ကျင်းနဲ့သွားတဲ့ရာဇဝတ်သားကနောက်ဆုံးတော့ထွက်သွားခဲ့တယ်တက်လီကားနဲ့ပြန်ရောက်တော့ရာဇဝတ်သားကသူ့ရဲ့တကယ်အထက်နံပါတ်ကိုနှိမ့်လိုက်တယ်မြေပြင်ပေါ် ကလှုပ်ဝက်ကင်မရာတစ်ခုကအဲ့ဒါအားလုံးကိုမှတ်တမ်းတင်ထားတာကိုတော့သူသတိမထားမိခဲ့ဘူးရဲတွေကအဆောက်အုံတစ်ဝိုက်မှာနောက်ထပ်စောင့်ကြည့်ကင်မရာတွေအမြန်တက်ဆင်ပြီးရာဇဝတ်သားရဲ့အတိအကျလှုပ်ရှားမှုတွေကိုဖော်ထုတ်ခဲ့တယ်သူတို့ကအပြေအဝပြင်ဆင်မှုတွေစတင်ခဲ့ပြီးသူစွန့်ပစ်တဲ့အမိုက်အိတ်တွေကိုပင်တဲလွန်စာရှာဖွေဖို့အစားထိုးခဲ့ပေမဲ့အရေးကြီးတာဘာမှမတွေ့ခဲ့ဘူးရာဇဝတ်သားကရဲတွေစောင့်ကြည့်နေတာကိုကြိုတိနေနေတာဖြစ်နေတယ်နောက်ပိုင်းမှာဒေတာခန့်စည်းတစ်ခုမှာချက်ကီကရာဇဝတ်သားနဲ့ထပ်ဆောင်ခဲ့တဲ့ဒီတစ်ချိန်မှာ အဲ့ဒီလူကဂျက်ကီလက်နက်ကင်ဆောင်ထားသလားဆိုတာစစ်ဆေးဖို့ကြိရှိခဲ့ပြီးပုံနေတဲ့ပန်းသီးတွေအကြောင်းသူ့ရဲ့ဇလန်းကိုစမ်းတက်ခဲ့တယ်။ဂျက်ကီကပန်းသီးစေးနှုံးတွေကိုမှတ်ဉဏ်ကနေတိတိကျကျပြောပြခဲ့တယ်။ရာဇဝတ်သားကတခြားရောက်သူတအူးကိုလက်ညှိုးထိုးပြတဲ့အခါဂျက်ကီကဈေးကြီးလွန်ပြီးအရေးသွေးမကောင်းဘူးလို့ချက်ချင်းပြောလိုက်တယ်။အဲ့ဒီနောက်သူကရာဇဝတ်သားကိုသူ့နေရာမှာညစာစားဖို့ဖိတ်ခေါ်ခဲ့ပြီးအဲ့ဒီလူကဂျက်ကီရဲ့အိမ်ကိုစစ်ဆေးဖို့စိတ်အားထက်သန်စွာနဲ့လက်ခံခဲ့တယ်။ အထဲမှာတန်တရာရှိသူကသူတို့ဘလောက်ကြာကြာအဲ့ဒီမှာတကယ်နေခဲ့တယ်ဆိုတာစစ်ဆေးဖို့ဖုံဖုံတွေကိုကြည်ရင်မျက်နှာပြင်တွေကိုထိကြည့်ခဲ့တယ်ဓပုံပေါင်းတစ်ခုမှာအားနေချက်တစ်ခုကိုသူမြင်ကန်နီးမှာဂျက်ကီကသူ့ရဲ့အာယုံကိုလိမ္မာပါနဲ့ဆွာလမ်းလွှဲလိုက်ပြီးအချက်ပြုတ်လုခိုင်းခဲ့တယ်ရုတ်တရက်ရာဇဝတ်သားကလီစာရဲ့နှဖူးကအမာရုပ်အကြောင်းမေးလာတယ်ဂျက်ကီကမဖြေနိုင်တာကြောင့်လီစာကိုအဲ့ဒီလူနဲ့စကားပြောဖို့လွှတ်လိုက်ပြီးသူကတော့အင်တာတက်ဖို့ခွင့်တောင်းခဲ့တယ်ရာဇဝတ်သားကလီစာကိုအမာရုပ်အကြောင်းဖိအားပေးမေးမြန်းခဲ့တယ် သူမကငယ်စဉ်ကရံပွဲတစ်ခုမှရခဲ့တာဖြစ်ပြီးသူ့အဖေစိတ်ဆိုးမှကြောက်လို့တခါမှမပြောပြခဲ့ဘူးလို့ပြောခဲ့တယ်။ဒါဆိုမင်းအဖေတော့မသိဘူးပေါ့နော်လို့ရာဇဝတ်သားကမေးလိုက်တယ်။ရုတ်တရက်လီစာကထောင်ချောင်မှန်းတိလိုက်ရပြီမဲ့နောက်ကျသွားပြီးသူကချက်ကြီးပက်လှဲ့ပြီးအဲ့ဒီမေးခွန်းကိုပြန်မေးခဲ့တယ်။